thank uh you -huh. င်္ဂလာပါရှင်ခစ်တင် news ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်နထိုးကြီးမြို့နယ်ထန်းစင်ရွာရှိတရုတ် gas line ပိုက်ဆောင်စစ်တပ်စခန်းနဲ့ gas ton ဆက်စခန်းကိုတော်လိုင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ထားပြီးတရုတ် gas pipeline ဆောင်စစ်စခန်းတွေကိုသိမ်းပိုက်ထားမှုနိုင်ငံရေးအရေးကြီးရလို့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်မန္တလေးတိုင်းနထိုးကြီးမြို့နယ်ထန်းစင်ရွာနီးရှိတရုတ် gas pipeline ဆောင်စစ်တပ်စခန်းနဲ့ gas ton ဆက်စခန်းကိုဝန်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာစစ်သားလေးဦးသေဆုံးပြီးလက်နက်လက်လက်နဲ့ဂျမ်းမာဆက်တလုံးသိမ်းဆဲရရှိခဲ့ကြောင်းမြင်းဆက်ခရိုင် မရှိတိုင်ရင်မှာတာဝန်ရှိသူတအုပ်ကပြောပါရယ်မေလ15ရက်နေ့မနက်6:00နာရီကန်ကစပြီးနထိုးကြီးမြို့နယ်ထန်းစင်ချင်းရွာနီးရှိတရုတ်နိုင်ငံပိုင် gas pipe ဆောင်စစ်ကောင်စီတပ်စခန်းကိုကိုမြင့်ဆောင်အညာမြေစစ်စင်ပြေးဝင်ရောက်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်ကနေရင်နဲ့အသေးအသက်ပုံကျဲခုခံခဲ့ကြောင်းဒါပေမဲ့မေလ15ရက်နေ့ည3:00နာရီထိတိုက်ပွဲကြာမြင့်ခဲ့ပြီးရနောက်စခန်းသိမ်းယူနိုင်ခဲ့ကြောင်းစစ်ကောင်စီတပ်သား၄ဦးသေဆုံးပြီး UC အမျိုးအစားတနက်တလက် MA3 အမျိုးအစားတနက်တလက်နဲ့ A Channel ဂျမ မတလုံးတို့တင်းစိတ်ရရှိခဲ့ကြောင်းသိရပါတယ်။ မနက်6နာရီကနေစတိုက်တာညနေ3နာရီလောက်မှတိမ်မိပြီးပြန်ဆုတ်လာနိုင်ခဲ့တာလီရင်ကတအားပုံချင်းချနေရောတဖြည်းဖြည်းချင်းတက်သိမ်းရတာစကန်နဲ့မှမျက်မြင်အလောင်းရတာနှစ်လောင်းအချားပြီးမှတည်နေတာကနှစ်လောင်းဆိုတော့စုစုပေါင်း၄ယောက်တင်တာအင်းအားကမများဘူး15ဦးလောက်ပဲရှိတာစကန်ဘန်ကရီကတော့ဖြတ်စင်းခဲ့တယ်ကျွန်တော်တို့နည်းနည်းပြန်ဆုတ်ပြီးလိုက်တော့စခရီချွတ်ပြေးသွားတာနှထိုးကြီးမျိုးတွေပြန်ပေါင်းသွားတာလက်ရှိအချိန်ဒီအဲ့ဒီစကန်ကိုပြန်ဝင်ဖို့လက်ရှိနှထိုးကြီးမျိုးတွေမှာစခရီပေါင်းနေကြတယ်လို့မြင်းချက်ခရိုင်မှတ်ရှိတိုင်းရဲမှတာဝန်ရှိသူတောင်ကပြောပါတယ်အဆိုပါ ိုက်ခိုက်မှုကိုမြင်းချံခရိုင်မှ၈တန်းရင်းနဲ့နထိုးကြီးမြို့နယ်ပကဖားတို့ပူပေါင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်ကနထိုးကြီးပကဖားမှရဲဘော်တအူးကြောင့်ဆောင်ပြီးစစ်ကောင်စီတရရဲ့လေကြောင်းနဲ့ပုံကျဲတိုက်ခိုက်မှုကြောင့်မစိုးရင်ညာတရရဲ့ငယ်ထိခိုက်တရရရှိခဲ့တဲ့ရဲဘော်တအူးရှိကြောင်းသိရပါတယ်။တရုတ် gas pipeline ဆောင်စစ်တပ်စခန်ကိုတော်လိုင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်မှုကနိုင်ငံရေးအရေးပါပြီးစစ်ကောင်စီတပ်အနေနဲ့တရုတ်ရဲ့အကျိုးစီးပွားကိုအကာအကွယ်မပေးနိုင်တော့တဲ့အခြေအနေပေါ်လွင်စေကြောင်းတော်လိုင်းတပ်များအနေနဲ့စစ်တပ်ကာကွယ်ထားတဲ့စစ်စခန်တွေနဲ့တူတရုတ်ရဲ့အကျိုးစီးပွားဆက်ယုံတဲ့နေရာတွေကိုသိမ်းပိုက် က်ခြင်းမှာနိုင်ငံရေးအပြောင်းလဲများစွာဖြစ်ပေါ်လာတယ်လို့ဆိုနိုင်ကြောင်းတော်လိုင်းသတင်းအရင်းမြစ်တချို့ကပြောပါတယ်တကယ်တော့စစ်တပ်ကတရုတ်ကြီးအုပ်စီးပွားကိုတကယ်ကိုအကာအကွယ်မပေးနိုင်တော့ဘူးဆိုတာတရုတ်တွေသိတယ်မီတရုတ်ကြီးအုပ်စီးပွားတွေအတွက်တော်လိုင်းတပ်တွေနဲ့မဆန့်ဆန့်မရတဲ့အခြေအနေရောက်လာပြီလို့ပြောလို့ရတယ်လို့တိုင်းသားတော်လိုင်းတပ်အီယာဝရီနဲ့ထိတွေ့ဆက်ဆံနေတဲ့တော်လိုင်းသတင်းအရင်းမြစ်တွေကသုံးသပ်ပြောဆိုပါတယ် ဆက်လက်ပြီးမြမအရေးဖြေရှင်ဖို့အရေးကြီးတဲ့တိုးတက်မှုတချို့ရှိနေတယ်လို့အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်နဝါပြောဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အကြံပေးစစ်တပ်ရဲ့အာဏာသိမ်းမှုကြောင့်ပဋိပက္ခဖြစ်ပွားနေတဲ့မြန်မာနိုင်ငံမှာနှစ်ဖက်တွေ့ဆုံဆွေးနွေးဖို့အရေးကြီးတဲ့တိုးတက်မှုတချို့ရှိနေကြောင်းအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်နဝါအီဘရာဟန်ကပြောဆိုလိုက်ပါတယ်။မေလ26ရက်နေ့46ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာဖွင့်ပွဲမှာအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်နဝါအီဘရာဟန်ကအထပ်ပါတိုင်းပြောဆိုလာတာပေါ့။နှစ်ဖက်စစ်မှတ်ဖြစ်ပွားနေတဲ့မြန်မာနိုင်ငံမှာ ဖက်တွေးဆောင်ဖို့အရေးကြီးတဲ့ခြေလှမ်းတွေနဲ့တိုးတက်မှုတချို့ရှိနေကြောင်းနှစ်ဖက်အပြိုင်ဆိုင်ပဋိပက္ခတွေဖြစ်နေတဲ့ဖွဲ့စည်းတွေကိုစပွဲဝိုင်းစီကိုခေါ်ဆောင်လာဖို့နီလန်မြန်မာမလေးရှားဝင်ကြီးချုပ်ကဥဆောင်တဲ့အာဆီယံကဂျိုးပန်းရှာပွင့်လျက်ရှိကြောင်းလွန်ခဲ့တဲ့အပြီလာတွင်မင်းအောင်လိုင်ကိုဘန်ကောက်မှာမလေးရှားဝင်ကြီးချုပ်ကခေါ်ယူတွေ့ဆုံခဲ့ပြီးအခြားတစ်ဖက်မှာအမျိုးသားညီညွတ်ရေးအစိုးရ NUG အစိုးရနဲ့လည်းတွေ့ဆုံမှုတွေလုပ်ဆောင်ခဲ့ကြောင်းသိရပါဗျ။ မြန်မာရေးအတွက်ဖြည့်ရှင်နိုင်ဖို့အတွက်ကျွန်တော်တို့ဂျိုးပန်းဆောင်ရွက်နေတဲ့လုပ်ငန်းစဉ်မှာတိုးတက်မှုတချို့ရှိနေပါတယ်လို့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကမနေ့ကကလာလန်ပူအာဆီယံထိပ်သီးအစည်းအဝေးဖွင့်ပွဲမှာပြောဆိုပါတယ်ဒီလုပ်ငန်းစဉ်တစ်လျှောက်လုံးမှာအတန်တိတ်ထိတွေ့ဆက်ဆံမှုတွေကအရေးကြီးရဲ့လို့ကျွန်တော်အလေးပေးပြောပါတယ်တိုးတက်မှုတွေကသိငင်နိုင်ပါတယ်ထိတွေ့ဆက်ဆံမှုကလည်းပျက်စီးဖို့ထိလွယ်ရှောင်လဲအခြေအနေပါဒါပေမဲ့ငြိမ်းချမ်းရေးတည်ဆောက်မှုမှာနှစ်ဖက်ပူပြီးဝေးကွာလာတာထက်ဆိုင်ထိ ရှာလွယ်တဲ့ဆက်ဆံရေးရှိနေတာကပိုပြီးတော့ကောင်းပါတယ်လို့မလေးရှားဝန်ကြီးချုပ်ကဆက်လက်ပြောဆိုပါတယ်စစ်ကောင်စီကအခုနှစ်နောက်ပိုင်းမှာရွှေကောက်ပွဲကျင်းပဖို့ရှိမှန်းထားပြီးစစ်တပ်ကိုအာဏာစိုက်ယူထားဖို့တဖက်သက်အတူရောင်းရွှေကောက်ပွဲကျင်းပမှုဖြစ်ဝေဖန်ကြပါတယ်အာဆီယံကတော့စစ်ကောင်စီရဲ့ရွှေကောက်ပွဲကိုဦးစားပေးမဟုတ်ကြောင်းထုတ်ပေါ်ပြောဆိုထားပါတယ်မလေးရှားနိုင်ငံသားဝန်ကြီးမိုဟာမက်ဟာဆန်ကမြန်မာအရေးနှစ်ဖက်စီစဉ်ညှိနှိုင်းမှုများစွာလွယ်ကြောင်းမြန်မာနိုင်ငံဆိုင်ရာအာဆီယံဒုသက်တမန်ခန့်အဖို့အလေးပြုပြောကြားခဲ့ပြီးမြန်မာနိုင်ငံကိုဇွန်လမှာတွားရောက်မှာဖြစ်ကြောင်းထုတ်ပေါ်ပြောဆို ထားတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။ န္တလိမြို့မှာစစ်ကောင်စီတပ်သားအချင်းချင်းပစ်ခတ်မှုဖြစ်ပြီးတက်ဆက်ကြီးတအူတီဆုံနေအကြောင်းတင်ဆက်ပေးပါမယ်။ပြစ်တက်တဲ့တပ်သားထွက်ပြေးလွတ်မြောက်နေရလို့သိရပါတယ်။မန္တလိမြို့အင်းဝဘက်မှာလုံခြုံရေးတာဝန်ကျနေတဲ့စစ်ကောင်စီတပ်သားအချင်းချင်းပစ်မှုဖြစ်ပြီးတက်ဆက်ကြီးကိုတနက်ပြစ်တက်တဲ့တပ်သားထွက်ပြေးလွတ်မြောက်နေလို့စစ်ကောင်စီတပ်တွေလိုက်လံရှာဖွေနေပါတယ်။မေလ25ရက်နေ့လယ်12နာရီချိန်မှာမန္တလိမြို့အောင်မြေတာဇံမြို့နယ်ဈေးကျိုနိုင်စဉ်အနီးကအင်းဝဘက်မှာလုံခြုံရေးတာဝန်ကျနေတဲ့စစ်ကောင်စီတပ်သားအချင်းချင်းမကြည်နက်ဖြစ်ပြီးပ စ်ခတ်မှုဖြစ်ခဲ့တာလို့သိရပါဗျ။အခြားအစင်တက်ချက်ကြီးကိုမကျေနပ်ပြီးတက်တာကပြစ်တာလို့သိရတယ်။တက်ချက်ကြီးကတော့သေးတယ်။မင်းကတဲလာကလေးကအသက်မပါဘူးလို့ပြောတယ်။အခြားအစင်တယောက်လည်းဒဏ်ရာရတယ်လို့စစ်ကောင်စီတပ်နဲ့နီးစပ်သူတအုပ်ကပြောပါဗျ။ပြစ်ခတ်ပြီးထွက်ပြေးသွားတဲ့တက်တာကိုစစ်တပ်ကလိုက်လံရှာဖွေနေတယ်လို့နန်းတွင်အလေပိုင်းတိုင်းစစ်ဌာနချုပ်လပကကိုလည်းညနေပိုင်းဆိုအဝင်အထွက်တင်းကျပ်တာတွေလှုပ်လာတယ်လို့အဲ့ဒီထဲမှာနေထိုင်သူတအုပ်ကပြောပါဗျ။ အချင်းချင်းပြင်းရင်လက်ကိုတန်းနေတာပဲအခုဘာမှမဆိုင်တဲ့ကိုတွေပါစီကန်းကျက်နေပြီလို့စစ်ကောင်စီရရှိတအုပ်ကပြောပါရယ်မနေ့ကပြစ်ခတ်မှုအပြီးမှာတော့မန္တလေးဈေးကျော်ကဆိုင်တချို့လဲကြောက်လန့်ကပိတ်သွားတယ်လို့သိရပါရယ်နောက်ထပ်တစ်ပုတ်အနေနဲ့ဒေါအောင်ဆန်းစုကြည်ရရှိရဲ့ပြည်သူ့ကုန်ရီကုန်ပြူစုကိုတားဖြစ်သူကိုထိန်လင်းကကိုစားစုလက်ခံတဲ့အကြောင်းတင်ဆက်ပေးပါမယ်အမေရိကန်ပြည်ထောင်စုတက်ဆက်ပြည်နယ်ဟူစတန်မြို့မှာ16ကြိမ်မြောက်ပြည်သူ့ကုန်ရီကုန်ပြူမှုအခမ်းအနားပေးရချင်းမြင်ချင်းခံရတဲ့လူထုခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်အတွက်သူ့ကို အစားတားဖြစ်သူကိုထိန်လင်းကစုလက်ခံရယူခဲ့တယ်လို့သိရပါတယ်။မေလ24ရက်ဒီသားစံတော်ချိန်ညနေပိုင်းမှာကျင်းပခဲ့တဲ့အဲ့ဒီကဏ္ဍမှာ16ကြိမ်မြောက်ပြည်သူ့ကိုရင်ကုန်ပြုစုပေးရခြင်းမြင့်ခံရတဲ့လူထုခေါင်းဆောင်တောင်းဆန်းစုကြည်ကအာနာသိမ့်မြမစစ်တပ်ရဲ့မတရားဖမ်းဆီးချုပ်နှောင်ခံထားရတာကြောင့်တားဖြစ်သူကိုထိန်လင်းကမစ္စတာကင်အဲရစ်ကကိုစားစုလက်ခံရယူခဲ့တာဖြစ်ပါတယ်။ဒီစုဟာမိမိရဲ့စုလက်မှုတွေကိုတာမကလွတ်လပ်တဲ့မြန်မာနိုင်ငံဖြစ်စေချင်တဲ့အိမ်မက်ကိုလည်းရှင်ညွန်ပါတယ်။အဲ့ဒီအတွက်ကျွန်တော်တို့ဆက်လက်ပြောဆိုတွန်းလှန်ကြရ မယ်မကြမီဒီမိုကရေစီရမယ်ဆိုတာကိုယုံကြည်ရမယ်လို့ကိုထိန်လင်းကပြောပါတယ်အမေရိကန်အခြေစားပြည်သူ့ကုံရဲအသင်းကဂုံပြူမှုဘေးအခြေမြင့်ခံရသူဒါမှမဟုတ်အသင်းဖွဲ့ကိုဂုံပြူမှုနဲ့အတူဒေါ်လာ1000ဘေးအဂုံပြူပြီးဒီနေ့အတွက်ဒေါအောင်ဆန်းစုကြည်ကိုရွေးချယ်ရခြင်းမှာအကြမ်းဖက်ဆက်အာဏာရှင်ကိုဒုမထောက်ပေးကြက်ကြက်ခိုင်တွန်းလှန်နေတဲ့စိတ်ခွန်အားတွေကိုဥညွတ်ဂုံပြူခြင်းဖြစ်တယ်လို့ပြည်သူ့ကုံရဲအသင်းဘိုးလုံးမှုဆောင်ဖွဲ့ကထုတ်ပြန်ထားပါတယ် ဂုံပြူမှုကိုကိုစားစုလက်ခံခဲ့တဲ့ဒေါအောင်ဆန်းစုကြည်ရဲ့သားဖြစ်သူကိုထိန်လင်းကရရှိလာတဲ့စုဝင်နဲ့ပတ်သက်လို့အခုလိုပြောပါရယ်ဒီစုဝင်ကိုမမေ့လိုပဲမတရားဖန်ဆီးချုပ်နှောင်ခံထားရနိုင်ငံရေးအကျဉ်းသားမိသားစုတွေနဲ့လူငယ်တွေရဲ့ပညာရေးအတွက်အထောက်ပြုပါမယ်ဒါဟာမမေ့ရဲ့စိတ်ဝင်စားဆုံးတွေကတခုပါဒီဂုံယူထိုက်တဲ့အတွက် Citizen of Burma အဖွဲ့အစည်းကိုလည်းအထူးကျေးဇူးတင်ပါတယ်လို့ပြောပါရယ်ဒါအပြင်နှစ်30ကျော်ကြာမြန်မာဒီမိုကရေစီအိမ်မက်အတွက်ဒေါအောင်ဆန်းစုကြည်ကအင်မတန်အရေးပါတဲ့ခေါင်းဆောင်တအုပ်ဖြစ်ခဲ့ပြီးစေအုပ်စုကအကျဉ်းချက ြည်သူတွေနဲ့ခွဲပြီးအတူတန်ကိုတိတ်ဆိတ်သွားစေဖို့ကြိုးစားခဲ့တဲ့သူရဲ့စိတ်ဓာတ်ဝိညာဉ်အားကိုတော့ချုပ်နှောင်ထားလို့မရနိုင်ပါဘူးလို့ကိုထိန်လင်းကပြောပါတယ်။ပြည်သူကုံရင်ကုံပြမှုတွေကနိုင်ငံရေးစည်းကိုမျက်ချင်မပြန်လိုက်ပါနေတဲ့ပြည်ရင်းပြည်ပါကပြည်သူတွေရဲ့အတန်တွေလည်းဖြစ်တယ်လို့အတင်းရဲ့ပြောရေးဆိုခွင့်ရှိသူဦးကျော်ဝနာကကုံပြမှုပြည့်ရပွဲခန်းနာမှာပြောပါတယ်။1962ခုနှစ်အစ်စ်အာနာတင်ပြီးတဲ့ချိန်ကနေနိုင်ငံသမိုင်းရဲ့အမောင်ခေတ်တစ်လျှောက်လုံးမှာအများအကျိုးအတွက်ကိုကြိုးစွန့်ခဲ့ကြသူတွေကျွန်တော်တို့နိုင်ငံသားတွေတသမကလူပေါင်းလောကအတွက်စံပြ ာဖြစ်တဲ့သူတွေစဉ်ဆက်မပြတ်ပေါ်ထွန်းခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ဒီလိုလူတွေကကျွန်တော်တို့နိုင်ငံရဲ့မျှော်လင့်ချက်ဖြစ်ပါတယ်။ဒီလိုလူတွေကပြည်တွင်းပြည်ပကလူတွေကျေးဇူးတင်ရမယ့်သူတွေဖြစ်ပါတယ်။ကျွန်တော်တို့အမွန်မြတ်နဲ့ဂုဏ်ယူရမယ့်သူတွေ၊ဂုဏ်ပြုရမယ့်သူတွေဖြစ်တယ်လို့ဦးကျော်ဝနာကပြောပါတယ်။ ပြည်သူ့ကွန်ရီအသင်းကမြန်မာပြည်မှာ2021စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင်ဥတော်လိုင်းရင်ပြည်သူတွေပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင် PDF တွေပြည်သူ့တပ်မတ်ကြီးဦးကျော်မိုးထွန်းနဲ့တွင်ဥတော်လိုင်းရင်တွင်လူငယ်တွေရဲ့တီထွင်ဖန်တီးမှုတွေကိုပြည်သူ့ကွန်ရီကွန်ပျူမှုတွေဖြင့်ရွေးချယ်ပေးအပ်ခဲ့တာပါစစ်အာဏာမသိမ်းခင်ကလည်းကိုဗစ် -19 ကာကွယ်ကုသရေးဆွမ်းဆွမ်းတမန်ဆောင်ရွက်ခဲ့သူတွေဒေါက်တာရွှေလင်ဦးဆောင်နဲ့မန္တလေးမြို့တော်စီမင်းတိုင်ဟိုင်းကော်မတီရန်ကုန်မြို့မွတ်စလင် ကုသိုလ်ဖြစ်စေယုံ မန္တလေးမြို့ဖောင်တော်ဦးဖုံတော်ကြီးတင်ပညာရေးအထက်တန်းကျောင်းမြို့သားဒီမိုကရေစီဖွဲ့ချုပ်ပညာရေးကိုရင်းနဲ့လူပုတ်ကိုရီတက်ကဆိုရင်ရန်ကုန်နိုင်ကိုညီမှုအတင်းဥက္ကဋ္ဌဦးကျော်သူစာရေးဆရာမဒေါ်တန်းမြင့်အောင်ဘာကတာကျောင်းသားကောင်းဆောင်မဖြူဖြူအောင်လို့လည်းပြည်သူ့ခုံရေးခုံပြမှုရရှိခဲ့ဘူးတဲ့လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။